အားလုံးပဲမင်္ဂလာပါကျွန်တော်တော့စေလွန်ပါဒီနေ့မှာတော့ကျွန်တော်ဒီ Apple TV Box ကြီးအကြောင်းကိုကျွန်တော်သုံးလုံးကြားလောက် experience နဲ့ပြန်ပြီးတော့အားချောင်းမယ်ပေါ့နော်ပြီးတော့ဒီ Apple TV Box ကြီးပေါ်မှာဘူးခုံးကိန်းဆုံးလိုက်ရသလားရှင်စိတ်ဝင်စားရင်နော်စုံနေဆက်ကြည့်ပြပါဦး င်းနေနဲ့ Apple TV ဆိုတော့ဘာလဲဆိုတော့ကျွန်တော်အရင်ရှင်းပြပေးမယ်။ချုပ်တန်းနဲ့နှီးစက်တဲ့လူတွေတော့ကဒါပြီးသားပါတော့။ချုပ်တန်းနဲ့မနှီးစက်တဲ့လူတွေတော့ကကြတော့ Apple TV လို့ပြောလိုက်လို့ရှိရင် Apple ကထုတ်တဲ့ TV လို့မြင်နေတုန်းပဲပေါ့နော်။တည့်ရတူလည်းကြော်သွားလို့ရအောင်ကျွန်တော်ဒီအောက်မှာ time stamp လေးထည့်ပေးထားပါမယ်။ Apple TV ဆိုတာကျွန်တော်တို့ဒီလက်ရှိသုံးနေတဲ့ TV ပေါ်မှာ Apple ကထုတ်တဲ့ software ယူတက်ပြီးသုံးတာမျိုးပါ။ကျွန်တော်တို့အရင်က TV ဆိုလို့ရှိရင်ဘာ software မှမပါဘူး။တခုခုကြည့်ရမယ်ဆိုတော့မှကျွန်တော်အောက်ဆက်လို့ခေါ်တဲ့ DVD တို့တိတ်ခွေစက်တို့အဲ့ဒါတွေတက်ပြီးသုံးရတာပေါ့နော်ဒါပေမဲ့အဲ့ဒီအစားကကျွန်တော်ဒီ digital swimming box ကြီးတွေကအစားထိုးဝင်လာတဲ့သဘောပါပဲအခုကကြတော့ internet ခေတ်ဖြစ်လာတဲ့နေရာအကုန်လုံးကလည်း physical ခွေတွေ DVD ခွေတွေတိတ်မရှိတော့ဘူး content တွေကစ digital content တွေဖြစ်ကုန်ပြီပေါ့နော်ဆိုတော့ခွေတွေပိုင်ထိုးညာမလို့တော့အဲ့ဒီ set တွေအစားကိုဒီ swimming box တိတိလေးတွေဖြစ်လာတာပေါ့နော်နောက်ပိုင်းထွက်တဲ့ Aspect TV ကို Android TV လို့မှာဆိုလို့ရှိရင်လည်းတို့ကတို့ရဲ့ကိုယ်ပိုင် software ကိုတီးပုံမှာတစ်ခါထည့်ပြီးရောင်းတာမျိုးပေါ့နော် တက်တက် swimming ပေါက်စီ ability ပေါက်စီထပ်ဝယ်စရာမလိုဘူးဆိုတဲ့သဘောပေါ့ဒါပေမဲ့လေအဲ့လိုဆိုရင်တော့မှဝယ်စင်းတဲ့အကြောင်းအရာလေးဆိုတော့ရှိသေးတယ်အဲ့ဒါတော့ကျွန်တော်ခဏနေစပြပြောပြမယ်ဆိုတော့ ability ဆိုတာကသူက operating system ပဲတနည်းအားဖြင့်သူ့ရဲ့ software ပေါ့ဗျာအဲ့ဒီ software ကိုသုံးဖို့တော့ကိုအဲ့ဒီ set လေးကိုဝယ်ရတဲ့သဘောပါပဲဆိုတော့အဲ့ဒီ set လေးရဲ့ hardware အကြောင်းနဲ့သူ့ရဲ့ generation နဲ့အကြောင်းတော့တစ်ချက်ထပ်ပြောပြမယ် MLTV ကအခုဆို generation 9ခုရှိပြီအဲ့ထဲမှာရှေ့ဆုံး3ခုက ဘာမှတော့မရတော့ဘူးသူတို့ရဲ့ပုံစံတော့ဒီလိုမျိုးပါအဓိကအမြင်ရဆိုတော့သူရဲ့ဒီ remote ပဲအဓိကကွာဝါပါနော်အဲ့ရှေ့သုံးမှုစလုံးကဝယ်ဝင်ဝယ်သိနေတာဘူးဘာလို့လဲဆိုတာကိုကျွန်တော်မှရှိရဒီတက်ချန်လေးနဲ့နည်းနည်းပြောပြမယ်သူက1080ပြီ resolution ကို support လုပ်တယ်ဒါပေမဲ့ရှေ့ generation သုံးမှုစလုံးရဲ့ OS ကသူ့မှာ app store မပါဆိုတော့သူ့မှာပါတဲ့ app တွေရလွှဲရင်ကျန်တာဘာမှတုံးလို့မရဘူးပြီးတော့သူ့မှာပါတဲ့ app တွေရလည်းဘာမှမရှိဘူးအရင်တော့ကတော့သူ့မှာ YouTube တို့ Netflix တို့ရှိတယ် ဒါပေမဲ့2021က YouTube ကလည်းပြုတ်လိုက်ပြီ Netflix ကလည်း2024မှာပြုတ်လိုက်ပြီဆိုတော့သူ့မှာကောင်းကောင်းငယ်30 Apple TV app တစ်ခုပဲကျန်တော့တယ်ဆိုတော့ကိုက Apple TV Plus user ဆိုမှပဲတုံးလို့ရတယ်တခြားတုံးလို့ရတဲ့ဟာတစ်ခုကတော့သူက Apple လို့လို့ရတယ်ဒီကြီးရပြောရမယ်ဆိုရင် Apple 1ကိုဆက်ဖို့လုပ်တယ် Apple က1နဲ့2ဆိုတာရှိတယ်ဒါပေမဲ့တိတ်တော့မပွားဘူးပေါ့နော်ဆိုတော့ content တွေကို4နဲ့ LAN streamer လောက်တော့တုံးလို့ရသေးတယ်နောက်ထပ်တုံးလို့ရသေးတဲ့တစ်ခုကကြာတော့တချို့ user တွေကဒီ Apple TV ကို ဒီရီလောက်ပြီးတော့ coding player တွေပါထည့်ပြီးအဲဒီမှာ YouTube ကြည့်တာတို့ PC ကနေ content တွေလမ်းဆွဲတာတို့လုပ်တယ်။ဒါပေမဲ့အဲ့ဒါကို Jerry လောက်ရတာလည်းလွယ်တော့မလွယ်ဘူး။ဆိုတော့အဲ့ဒါကသူ့ရဲ့သုံးလို့ရတာမိုင်ကုန်ပဲ။အဲ့ဒါမလို့ဒီ6 generation သုံးခုစုံကိုကလိကျင်တဲ့သူကလွှဲရင်မဝယ်ပါနဲ့။ဆိုတော့ပြောစရာအခု4 gen ကနေ7 gen အထိ၄ခုပဲ gen တယ်ပေါ့နော်။ဒါပေမဲ့တစ်ခုတည်တာမှာကြတော့4 generation ကကြတော့2080ပြီးပြီပဲ support လုပ်တယ်။နောက်ဆုံး3ခုကမှသာ 4K ကို support လုပ်တယ်။ ပြီးတော့နောက်ပိုင်းထပ်မှ TV ဆိုတော့မြန်မာလည်း 4K standard လို့လို့ဖြစ်လာပြီပေါ့နော်။ TV မှာပြောတာပါ။ Monitor မှာတော့ 1080p ကလူသုံးများလို့မှာပဲ။အဲ့ဒီတည်းကမှကျွန်တော်ဒီနေ့ပြောပြမှာတော့ Apple TV 4K Fast Generation ပါ။ဘာလို့လဲဆိုရင်ကျွန်တော်မှာဒါပဲရှိတာ။သူကကျတော့ခုနက4 Generation အဲ့ Full HD Version နဲ့နည်းနည်းသုံးရတာတူတယ်။သူတို့နှစ်ခုလုံးကဒီလို CV remote နဲ့လာတယ်။နောက်ဆုံး Generation နှစ်ခုကကျတော့ CV remote ကဒီလိုဒီဇိုင်းကိုပြောင်းသွားပြီး ်သူကနည်းနည်းပိုထူပြီးနည်းနည်းပိုကြီးွားတယ်နော်အဲ့တော့ကန်ရတယ်နည်းနည်းပိုကောင်းတယ်ဒီကောင်လေးကကျတော့တော်တော်တိတိနဲ့ပပလေးဆိုတော့တခါတခါပြောက်ရင်ရှားတာကြောင်ပြောက်တခါလေးကျရင်မျက်စိရှိရင်ပြောက်နေတာမျိုးပါပြောလိုက်စတဲ့ကျဒီ remote ကြောင့်ရင်ဆက်ပြောလိုက်မယ်ပေါ့နော်သူကဒီအပေါ်ပိုင်း matte finish လေးက glass နဲ့လုပ်ထားတာသူက touch pad ဘလို touch လုပ်ပြီးတော့ navigate လုပ်ရတာပေါ့နော် touch လုပ်ပြီးရှုရတာပြုရတယ်သူကပြီးရင် click လုပ် click လုပ်လို့ရတယ်ပြီးသူ့ပုံမှာလို့ mic ပေါက်လေးပါတယ်သူက dual mic ပြီးရင်ဒီအောက်က menu ဆိုတဲ့ခလုတ်လေးက back button အမီနူးကဘေးရဒီဘက်ကခလုတ်လေးရကြတော့ home button သူကအရင် home button ပါတဲ့ iPhone တွေလိုပဲဒီ iPhone လေးကိုနှစ်ချက်နှိပ်ပြီးတော့ app တွေပိုင်းထွက်တာပိုင်းလုံးလို့ရရပါတော့ပြီးရင်ဒီ mic ပုံလေးနဲ့ခလုတ်ကကြတော့ voice control ပါ Siri ခလုတ်ဆိုလည်းဟုတ်ပါတယ်ပြီးရင်သူ့အောက်ကကြ play box နဲ့ဒီဘက်ကအတန်တိုးကျခလုတ်နှစ်ခုထားပါပဲပြီးတော့သူ့မှာ gyroscope နဲ့ accelerometer ဆိုတာပါတယ်အဲ့ဒါတော့ကျွန်တော် gain ရောင်းချက်ဆက်ပြောမယ်နောက်ဆုံးကကြတော့သူကဒီ lightning cable နဲ့ပဲအသွင်းရတာပေါ့နော်ကျွန်တော်အရင်တော့ iPhone 2တွေပဲ ူကတစ်ခါတွန်းလာပြီတော့တော်ခံတယ်ကျွန်တော်ဆိုဒါကိုဝယ်တော့တစ်ခါပဲတွန်းရသေးတယ်ဝယ်တာလည်း၄လလောက်ရှိပြီဘက်ထရီကဘလောက်လောက်ကျန်သေးလဲဆိုတော့ဒါသူ့ရဲ့ remote ပေါ့နော်အဲ fourth generation version ကလည်း remote ကတူတူပဲဒီ Apple TV 4K first gen မှာကြတော့သူက SoC က A10X Fusion chip ကိုတုံးမိတာတယ်အရင် iPad Pro second generation မှာပါတဲ့ကောင်ပဲဒီနေ့ထိတော့အဲ SoC ကတော်တော်လေး smooth ဖြစ်တယ်ထက်တာကတော့အသိမရှိဘူးပေါ့နော်အဲ TV OS ကအရင် demand နဲ့မဖြစ်တာကြောင့်လည်းပါပါတယ် ား SOC ရဲ့အရေးကြီးတဲ့ချက်ကပုံမှန် Android TV တွေ Smart TV တွေမှာပါတဲ့ SOC တွေပို့ပြီးတော့သူက powerful ဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်သူကနေ processing လုပ်ပြီးတော့ထုတ်ပေးလိုက်တဲ့ image quality ကပုံမှန် Android TV တွေမှာကြည့်ရတဲ့ quality တက်ကိုပို့ပြီးကောင်းတယ်ပို့ပြီးကြည့်တယ်ပို့ပြီး 4K စစ်စစ်ခံစားရတယ်အဲ့ဒါလည်းကျွန်တော်သိတာပဲပြီးတော့သူက storage ကို 32GB နဲ့ 64GB ဆိုပြီးနှစ်ခုလာတယ်ကျွန်တော်ဆက်မှာ 32GB အခုနောက်ဆုံးထပ်ထားတဲ့ Apple TV မှာဆိုလို့ရှိရင် 64GB နဲ့ 128GB ထိလာတယ်ဝယ်မယ်ဆိုရင်တော့ storage ကပိုများလေးကောင်းနေပါပဲ ဘာကြောင့်လဲဆိုတော့ကျွန်တော်ဂိမ်းကြောင်းပြောနေတယ်ဆက်ပြောပြအဲ့တော့ဆက်မယ်ဆိုလို့ရှိရင်သူ့မှာ HCM 2.0A ပါတယ်သူက 4K CCFS ကို support လုပ်တယ် Dolby Vision နဲ့ HDR တန်းကိုလည်း support လုပ်တယ်ပြီးတော့သူ့မှာ Gigabit Ethernet ပေါက်ပါမယ် Wi-Fi Bluetooth ပါမယ်နောက်တစ်ခုကသူ့မှာ IR receiver လည်းပါသေးတယ်အဲ့တော့ကိုကဒီလိုတိတိကိုကို remote လေးတွေမကြိုက်ဘူးဆိုလို့ရှိရင်ကိုကကို remote အကြီးတစ်ခုနဲ့လည်း key bind ပြီးတော့အသုံးရသေးတယ်ဒီနောက်ဆုံး generation တစ်ခုကကြတော့လေအဲ့ဒီတိုင်းကမှ specs ကြီးမြင့်လာတာပေါ့နော် ဒါကြီးကတော့ Apple TV generation နဲ့သူ့ရဲ့ hardware over ဟောပါပဲ။ပြီးရင်တော့ကျွန်တော် software ကိုသွားပါမယ်။ Apple TV ရဲ့အဓိကအချက်ကတော့သူ့ရဲ့ software ပါပဲ။ကျွန်တော်ကအဲ့ software ကိုသုံးနေလို့အဲ့ set လေးကိုဝယ်ရတာပေါ့နော်။ဆိုတော့ကျွန်တော် TV OS ကနေစပြောမယ်။ TV OS ကလက်ရှိ TV OS 20 City ကိုရောက်နေပြီ။ခုနကပြောတဲ့ Apple TV 4 generation 2015ထွက်ထားတဲ့ကောင်ကနေ Apple TV 4K 7 generation 2022ကထွက်ထားတဲ့ကောင်အထိကို TV OS 20 City update လုပ်လို့ရတယ်။ ဲ့ဒါကြီးတော့တော်တော်ကျန်တယ်။အဲ့ဘက်ကဆယ်နှစ်လောက် software update ပေးထားတဲ့ product ကတော်တော်မရှိဒီကောင်တစ်ခုပဲရှိတာ။အဲ့အချက်ကိုကျွန်တော် AI ကိုသွားမေးကြည့်ရတာမှသူတို့သတိမထားမိဘူး။ဒါပေမဲ့တစ်ခုရှိတာကသူက update တော့ရပြီမြဲတချို့ feature တွေကတော့ဒီနောက်ဆုံး Apple TV နှစ်ခုမှပဲရတော့တာပါ။ဥပမာဒီ Lego Class Design တွေပြီးတော့ဒီ Face Sign ကို Apple TV ပေါ်မှာပြောတာတွေအဲ့ဒါကြီးကဒီကနေ့ပြောတဲ့4 generation မှာရောကျွန်တော် Apple TV 4K first gen မှာရောမရဘူး။တခြားသောတိတိကွကွ feature လေးတွေတချို့လည်းအဲ့နောက်ဆုံး version နှစ်ခုမှပဲရတာမျိုးရှိတယ်။ TVOS တန်လေးချက်ကို update ရရလို့ Apple ဘက်ကပဲပြောပြီးတော့မရတဲ့ feature တွေတော့သူတို့တိကျမပြောပြတာဘူးအဲ့ဒါလေးကတော့နည်းနည်းစားတယ်ဘာလို့ဆိုတော့ကျွန်တော်က face sign ကိုသွားသုံးပါတယ်ကျွန်တော် Apple TV ကိုဝယ်တာလေအဲ့ face sign ကို TV မှာပြောချင်လို့ဝယ်တာပါကျွန်တော်ဝယ်တဲ့ 4K fast gen ကကြတော့လေ TVOS တန်လေးချက်ကို support လုပ်ဦးမှာဆိုတော့ဒီတိုင်းပဲရမယ်ထင်ပြီးဝယ်ပြီးမှ face sign ကမရမှန်းသိရပါနည်းနည်းတော့လေသွားတယ်ပေါ့နော်ပြီးတော့ပို့ဆိုတာတခုက Apple Music user တွေဆိုလို့ရှိရင် TVOS 20စင်မှာ iPhone ကို mic အနေနဲ့သုံးပြီးတော့ karaoke ဆိုတဲ့ feature တစ်ခုပါတယ်။အဲ့ဒါကနောက်ဆုံး Apple TV တစ်ခုပဲရတယ်။သူစီရတစ်ခုတော့မရဘူး။တတိထားလို့ရအောင်ပါ။အဲ့လိုတွေမရဘူးဆိုတာလေတော်တော်များမသိကြလို့ကိုလိုချင်တဲ့ features ကကိုဝယ်မဲ့ဆက်မှာပတ်မှာပါတိကျကူဝဲခောက်ပြီးမှဝယ်ဖို့တတိပေးကြပါတယ်။ Apple TV ရဲ့ UI ကလည်းတော်တော်ကြီးကို clean ဖြစ်ပြီးတော့ minimal ဖြစ်တယ်။ကြည့်ရလဲအများကြီးပိုကောင်းတယ်။ပြီးတော့ကိုကကို့မှာ Android TV ရှိပြီးတော့အဲ့ဒါတွေအကုန်လုံးကလည်း Android TV မှာလုံးလို့ရတယ်ဆိုပေမဲ့ ုံမှန် NTV ရေမှာပါတဲ့ SOC ကတော်တော်လေးကိုနှေးပြီးတော့တော်တော်လေးကို lag ဖြစ်တယ်။တော်တော်လေးကိုထစ်တယ်ပေါ့ဗျာ။ဒီကျွန်တော် TV ရဲ့ original OS ပေါ်မှာဆိုလို့ရှိရင် YouTube မှာ 4K တောင်ကြည့်လို့မရဘူး။ထစ်တယ်။မတရားထစ်တယ်။ဒီ Apple TV ကိုတက်လိုက်တဲ့အခါမှာတော့အဲ့ဒီပြဿနာကြီးမရှိတော့ဘူးကော။ပြီးတော့ဒီ Apple TV ရဲ့ SOC ကတော်တော်လေး powerful ဖြစ်တယ်။အဲ့တော့ကြည့်ရတဲ့ quality ကလည်းအများကြီးပိုကောင်းတယ်။ဟို experience ကလည်းအများကြီးပိုကောင်းသွားတာပေါ့နော်။ဘာလို့လုံးစမှုဖြစ်တယ်။ပြီးတော့များသောအားဖြင့်အဲ့ NTV အများစုမှာ Google ကြော်ညာရေးတအားပြတယ်။ တစ်ခါတစ်ခါကြာရင်တော့အဲ့ဒါတော်တော်အာရုံနောက်တယ်ဒီ iPad 2 Pro မှာကြာတော့အဲ့လိုမျိုးလည်းမရှိဘူးပြီးတော့ကိုက iPhone ယူစားဆိုလို့ရှိရင် Apple ရဲ့ ecosystem လည်းပို့ပြီး seamless ဖြစ်တယ်ဥပမာကျွန်တော်ခုနပြော remote ကပျောက်နေလို့ဆံမတွေ့လို့ရှိရင်ဖုန်းကနေ LAN control လုပ်လို့ရတယ်သူ့ဖုန်းမှာ remote ကပါပြီးသားပြီးတော့ Apple Watch ကနေလည်း control လုပ်လို့ရတယ်ပြီးတော့ Siri ကနေလည်း TV ကိုဖွင့်ခိုင်းပိတ်ခိုင်းလို့ရတယ် AirPlay ကနေလည်းဖုန်းကနေဖြစ်ဖြစ် Mac ကနေဖြစ်ဖြစ် LAN ကိုကတ်လုပ်လို့ရသေးတယ် အဲ့တော့တစ်ခါလေးကြာရင်ကိုဗီဒီယို edit တွေပါလုပ်ပြီးွားအချိန်မှာကိုရဲ့ဗီဒီယိုရဲ့ quality ဘယ်လိုနေလဲဆိုတာမျိုး color ဘယ်လိုနေလဲဆိုတာမျိုးကို plan cast ပြီးတော့ကြည့်လို့ရရပါတော့။ပြီးတော့ကို TV ရဲ့ color နဲ့ audio ကိုလည်းကို iPhone ကိုသုံးပြီးတော့ calibrate လုပ်လို့ရတယ်။ကိုမှာ home box ဖြစ်ဖြစ် home box mini ဖြစ်ဖြစ်တစုံပေါ့နော်။ရှိလို့ရှိရင်လည်းသူက studio pair အနေနဲ့ speaker ဖြစ်သုံးလို့ရတယ်။ home kit device တွေရှိရင်လည်း TV ကနေအဲ home kit device တွေကို LAN ပြီး control လုပ်လို့ရတယ်။ဥပမာ CCTV camera တို့ doorbell camera တို့ စပီကာတို့ပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်နောက်ပိုင်း home kit device တွေနည်းနည်းစုပ်ပြီးတော့မှ span home ကြောင့်တင်ဖို့သက်သက် stay tune ပေါ့နော်ဒီကကျသူ့ရဲ့ streaming ဘိုင်းမှာကြတော့ပုံမှန်ဖုန်းတွေလိုပဲပေါ့နော် Apple Pirate ကိုကြိုက်တဲ့ streaming app ကိုဒေါင်းပြီးတော့ကြိုက်လို့ကြည့်လို့ရတယ် audio streaming ဘိုင်းမှာကြတော့ကျွန်တော်ရှေ့ CarPlay video မှာပြောခဲ့တဲ့အတိုင်းပဲ Apple Music app က streaming only ပဲရတယ် Amazon ရဲ့ download ဖုန်းနဲ့ထည့်တာမျိုးတော့ဖွင့်လို့မရ Spotify တို့ YouTube Music တို့ podcast တို့အကုန်တို့ပါပဲရုပ်ရှင်တွေ streaming တို့ကကြတော့ Netflix ရှိမယ် ် Apple TV Plus ရှိမယ် Disney Plus ရှိမယ် HBO Max ရှိမယ်အဲ့နည်းနည်းစုံနေပေါ့ဗျာကိုကြိုက်တဲ့ streaming app ကိုကိုကဝင်ကြည့်လို့ရတယ်ပြီးတော့ Apple TV app မှာလည်းရုပ်ရှင်တွေကိုဝယ်ပြီးကြည့်လို့ရတယ် YouTube မှာလည်းဝယ်ကြည့်လို့ရတယ်တချို့ကကျတော့ collab လုပ်တဲ့သဘောနဲ့ဝယ်တာမျိုးလည်းရှိရပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်မြန်မာနိုင်ငံတို့အသုံးဝင်ဆုံးအားတစ်ခုကျွန်တော်ပြောပြကျွန်တော်အရင်2020လောက်ကဒီ Apple TV 4K first generation ကိုပဲမြန်မာပြည်မှာကျွန်တော်ဝယ်ပြီးသုံးမှုတယ်။အဲဒီတော့ကကိုက Netflix user ဆိုတော့ကိုတော့ကတော်တော်လေးအဆင်ပြေပြီမဲ့ ခုမိဘလူကြီးတွေတော့ကကြတော့တော်တော်မပြီးသူတို့ကမြန်မာစာရင်းတွေရုပ်ရှင်တွေပဲကြည့်မယ်ဆိုလို့ရှိရင်သူ့မှာကြည့်စရာနည်းနည်းရှားတယ်အဲ့တော့အဲ့တော့ကျွန်တော်ရှားကြည့်တော့လို့ရှိရင် MB ဆိုတဲ့ app မှာသူတို့ server ကိုဝယ်ကြည့်ရတဲ့ IPTV လိုဟာမျိုးအဲလို service မျိုးပေါ့နော်ကျွန်တော်ဝယ်ကြည့်ဘူးလေသူတို့မြန်မာစာရင်းတွေရုပ်ရှင်တွေတော့ပေါ့အဲ့ဒါကြည့်လို့ရရင်လည်း line ကတစ်ခါရရင်တော်တော်ထက်တယ်ဟိုခဏခဏထစ်တယ်ပေါ့နော်ဒါပေမဲ့ကို line မကောင်းလို့ပဲလားမသိဘူးမဲအဲတော့ line ရတော့အဲ့လောက်ယူဆိုးမနေဘူးပေါ့နော်နောက်ဆုံးကျတော့ရုပ်ရှင်တွေတတ်တတ်တောင်းပြီး USB ထိုးပြီးတော့ပြရတာပဲ အဲ့တော့နောက်ပိုင်းတိတ်မဆုံးဖြစ်တော့ပဲနဲ့တနေ့လောက်ကျတော့ပြန်ရောင်းပြီးတော့ Android TV ပဲဝယ်ပေးလိုက်ရတယ်ပေါ့နော်ဒါပေမဲ့အခုကျတော့ Apple TV ပေါ်မှာမြန်မာဆိုင်ရာလို့ရုပ်ရှင်ကြည့်လို့ရတဲ့ application တခုရှိနေပြီပြီးတော့ quality ကလည်းတော်တော်ကောင်းတယ် 4K ဘာညာလည်းရတယ် surround sound တွေဘာညာကိုလည်းသူက support လုပ်တယ်ပြီးတော့သူကတခြားမြန်မာဆိုင်ရာသူ website တွေကနေ download ပြီးတော့ပြန်နေတာမျိုးမဟုတ်ဘဲနဲ့သူကသူ download ပြီးတော့သူကသူမြန်မာဆိုင်ရာသူသူကသူ angle လို့သူကသူပြန်တင်တာပေါ့နော်အဲ့တော့ quality ကလည်းကောင်းတယ်ရုပ်ရှင်တွေ series တွေကလည်း up to date ဖြစ်တယ်အဲ့တခါလေကျရင်တော့တရက်လောက်ဆောင်ရတာတော့ရှိရပါတော့ သူ့မှာလည်း down ပြီးတော့ဘာသာပြန်တာတွေ app လောက်ရတဲ့ချိန်ရှိသေးတာပေါ့အဲ့ဒီ app ကတော့ဒီ Mset Movie ဆိုတဲ့ app ပါလောလောဆယ်တော့ Apple TV ပေါ်မှာသူတို့ခုပဲရှိသေးတယ်တော်တော်လေးကိုအဆင်ပြေပါတယ်ထက်တာငေါ်တာလည်းတိတ်မရှိဘူးဆိုတော့ streaming service တွေပုံလိုပေါက်လာတဲ့အချိန်မျိုးမှာ streaming service တွေအကုန်လုံးလိုက်ပြီးတော့မတုံးနိုင်တော့တာမလို့ဒီကောင်လေးကကျွန်တော်တို့အတွက်လည်းအဆင်ပြေလို့အင်ရမီးပိုက်တို့လည်းတော်တော်လေးကိုအဆင်ပြေတယ်အခုဆိုသူတို့ကညာတိုင်း Bollywood guy နဲ့ချင်းနေကြပြီ တခုရှိတာ overseas မှာတော့ legal issue လေးတွေနည်းနည်းရှိနိုင်တာမလို့ကိုယ်စုံမစက်နဲ့ကိုကိုယ်တတိနဲ့ကိုတုံးဖို့အကြံပေးကြပါတယ်။နောက်ဆုံးတစ်ခုကတော့ plus of vsc တို့ကနေကိုယ်ကွန်ပျူတာပေါ်ကနေ land screen တာမျိုးတော့လုပ်လို့ရသေးတယ်။ဒါပေမဲ့အဲ့ဒါကြောင့်လည်းကိုယ့်အကူရုပ်ရှင်တွေကိုယ်တိုင်ဒေါင်းပြီးတော့ကွန်ပျူတာထဲမှာတင်တာမှာဆိုတော့ဒါကတော့ထည့်မပြောတော့ပါဘူး။ပြီးရင်တော့ gaming mic အောင်တော့ပါမယ်။ Apple TV က swimming device တစ်ခုလေးအနေနဲ့သုံးရမျိုးမဟုတ်တော့ဘူး။သူ့မှာ game တွေလည်းဆော့လို့ရသေးတယ်။များသောအားဖြင့်တော့ indie game လေးတွေပေါ့ဗျာ။ တချို့ indie game တွေဆိုလို့ရှိရင် PC ရို console ပေါ်မှာရတဲ့အတိုင်းကိုရတယ်ဥပမာ inside တို့ testers တို့ transistor တို့အဲ့လိုမျိုးဆော့လို့ကောင်းပြီးတော့ story ကောင်းတဲ့ game လေးပေါ့ဗျာတချို့ graphic ကောင်းတဲ့ FPS using game တွေ racing game တွေကလည်းအများကြီးတည်တယ် free ထဲမှာပိတ်ထဲမှာပေါ့နော် racing game တွေမှာဆိုလို့ရှိရင်သူ့မှာဒီ remote ကိုသုံးပြီးတော့ ီလို motion နဲ့ control လုပ်လို့ရတယ်ကျွန်တော်ခုနကပြောတဲ့အဲ gyroscope နဲ့ accelerometer ကြောင့်ပေါ့နော်စိတ်ပိုင်အဲ့ sensor နဲ့ကလိုပါရတယ်နောက်ထပ် Android TV တွေ Android TV ဘောက်စီမှာမရတဲ့ချက်ကတော့ဒီ Apple Arcade ပါသူကတော့ subscription နဲ့ပဲသွားတာပေါ့နော်တစ်လကို 7USD လောက်တော့ပေးရတယ်သူ့မှာ game user 200ကျော်လောက်ရှိတယ်တခုကောင်းတာအဲ့ game တွေအကုန်လုံးကသူ့မှာ S မပါဘူးတော်ကြောင်ပါဘူးဗျာပြီးတော့ downtime offline နေနဲ့လဲဆော့လို့ရတယ်ကျုပ်ဂိမ်းလေးကဆော့တာတော်တော်လေးကိုဖန်ဖြစ်စေတယ်။ Hollaver တို့ Ocean Town 2တို့လိမ့်နေကြတို့ဆုံးမဲ့ပေါ့နော်ပြီးတော့အဲ့ထဲမှာမှသူက console quality design ထုတ်ထားတဲ့ game တွေလည်းပါတယ် indie game တွေပဲပေါ့နော် The Last Campfire တို့ Crease တို့ပြီးတော့ခုန Absolute နဲ့ဝယ်ဆိုရတဲ့ game တွေလည်းအဲ့ထဲမှာပါတယ် ပြီးတော့တချို့ဂိမ်းလေးရတယ် multi player ဆော့လို့ရတော့ကိုယ့်မှာ click ရှိတဲ့သူတို့ girlfriend boyfriend ဒါမှမဟုတ်ကိုမိန်းမနဲ့ quality တိုင်းလေးတွေဖန်တီးလို့ရပါဗျာနောက်ဆုံးပတ်စံတပြားမှမလုံးညူဆိုလို့ရှိရင်သူ့မှာ emulator ပါသေးတယ်ဒီ Apple TV ရဲ့ App Store ပေါ်မှာ emulator 2024ငားလာပိုင်းမှာရောက်တယ်ဒီ retro app ဆိုတဲ့ကောင်မှာ emulation ဆရာကြီးရာသိကြမှာပါဒီကောင်လေးဘယ်လောက်ဇွမ်းလဲဆိုတော့အဲ့မှာကျွန်တော်ငင်ရောကြီးပင်းလာတဲ့ဂိမ်းတွေဖြစ်တဲ့ NES တို့ SNES တို့ စီကာတို့ PlayStation 1တို့ကွန်ဆောလို့ရရပေါ့နော်ငငယ်တော့အမတ်ရကြရပေါ့ဗျာကျွန်တော်ပြောတယ်ဟိုကုန်းကြီးဆောလို့ရတာကျုပ်ပြီလားတကယ်ကဂိမ်းတွေကတော်တော်များလားကျွန်တော်ကဒီဂိမ်းတွေပဲရင်းနှီးလို့ကျွန်တော်ဒီဂိမ်းတွေပဲထည့်ပြပါပါနော်ပြီးတော့ PSP လည်းရရပြောတယ်ဒါပေမဲ့ကျွန်တော်စမ်းကြည့်ရတာ PSP ကလုံးဝထည့်လို့မရဘူးကျွန်တော်ပဲမှားတာလားတော့မသိဘူးပေါ့နော် အဲ့ဒါမလို့ PSP ကြောင့်တော့တရားထဲမှာပြောတော့ခုနကပြောတဲ့ gain တွေကတော့သူ့ရဲ့ run စီ bios တွေကတော့ကိုယ်တိုင်ရှားမှာပေါ့နော်ဆိုတော့ Nintendo gain တွေကသူက emulate လုပ်ရတာ fine size ကတိတိလေးဆိုတော့ကောင်းကောင်းထည့်လို့မများထည့်လို့ရတယ်ပေါ့နော် PS1 အားတွေကကြာ fine size ကနည်းနည်းကြီးလာပြီ200 mb တို့300 mb တို့အဲ့လိုတွေဖြစ်လာပြီအဲ့တော့တိတ်မြများစစထည့်လို့မရဘူးပြီးတော့ storage ကိုပြည့်ကန်နေပြီထည့်လို့လည်းမရဘူးအဲ့လိုလဲဆိုလို့ရှိရင် Apple TV က storage ပြည့်ကန်နေဆိုလို့ရှိရင်သူကဘလူးရားတွေကိုပြန်ဖြတ်ပါတယ်ဆိုပြီးတော့အဲ့ဒီ game file တွေကိုဖြတ်ဖြတ်ပြစ်တယ် အဲ့လိုကျွန်တော်ကစတိုရေ့ချအများလေးကောင်းတယ်လို့ပြောတာပါ PSP ကလည်းကျွန်တော်ဆန်းတာမရလိုက်လို့တကယ်တကယ် PSP game site တွေက file size ပိုကြီးတယ်1 GB တို့2 GB တို့ရှိတယ်ဆန်းလို့ရလူတွေတော့ဆိုလို့ရှိရင်ပို့ပြီးတော့စတိုရေ့ချက low ပဲကျွန်တော်ဒီဆက်မှာဆို32 GB ကတော်တော်နည်းတယ်ဘာလို့လဲဆိုရင်သူ့မှာပါတဲ့ OS နဲ့တခြား wallpaper တွေဘာညာခွေခွာဗျာတို့သုံးထားတဲ့ဟာ15 GB လောက်ရှိတယ်ကျွန်တော်တကယ်က20 GB လောက်ပဲကျွန်တော်သုံးတယ်အဲ့ဒါကိုပဲပြည့်ကနေဖြစ်နေပြီဆိုတော့အနည်းဆုံး64 GB လောက်မှပို့ပြီးကောင်းမယ်ပေါ့နော် emulate လုပ်မယ်ဆိုရင်ပြောပါတယ် နောက်တစ်ခုကကို storage ဘယ်လောက်ကျန်လဲဆိုတာကိုကြည့်ဖို့တော့ကို app တက်တက် down ရတယ်။သူ့ setting ထဲမှာဘယ်လောက်ကျန်လဲဆိုတာကိုမပြဘူး။တစ်ခါတလေလေးတော်တော်လေးကိုပေတဲ့ပန်းသည်။နောက်ဆုံးတစ်ခုကကျတော့ဒီ stainless ကနေ gain နေကို PC ထဲမှာရှိတဲ့ gain ကို lens twin လို့ရသေးရပါတော့။အဲ့ဒါတော့ latency ကတော်တော်များလို့ကျွန်တော်ထည့်မပြောတော့ဘူး။ကိုယ့်ကို line ကောင်းတဲ့ထင်စမ်းကြည့်။ဆိုတော့အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ Apple TV ကကို TV ရဲ့လုံနိုင်စွမ်းကိုနောက်ဆုံးအဆုံးအထိမြင့်ပေးလိုက်တယ်လို့ပဲပေါ့နော် ကာလာတွေကပိုပြီး pop ဖြစ်သွားတယ် 4K quality ကိုအပြည့်အဝခံစားလို့ရတာမျိုးတွေကဒီတိုင်း stock quality မှာတော့အထက်ကိုပိုကောင်းတယ်ပြီးတော့ seamless ဖြစ်တဲ့သူ့ရဲ့ ecosystem တွေပြီး stream နည်းလမ်းပေါင်းစုံတွေအဲ့ဒါပြီးတော့မှ gaming ဘက်မှာလည်းအတော်အသင့်ထပ်ပိုတဲ့အခြေအနေတစ်ခုရသေးတယ်ဒီအခုဆိုရင် iOS မှာလည်းသူက console game တွေဆော့လို့ရတယ်။အဲ့တော့အခုလက်ရှိထွက်တာရဲ့ rumor တွေအရဆိုလို့ရှိရင် Apple TV ကလည်း update အစ်လာတော့မယ်။ အဲ့မှာဒါ rumor ဆက်ရတိုင်းသူရဲ့ SOC က Assembling Pro နဲ့လာမယ်ဆိုလို့ရှိရင် President Evil တို့ Death Stranding တို့ Assassin's Creed တို့အဲ့လို game တွေကိုဒီ Apple TV မှာဆော့လို့ရအောင်မလားအဲ့ဒါတွေအပြင်မှာသူ့မှာ Apple Intelligence လည်းရလာနိုင်သေးတယ်ဆိုတော့ဒီ Android TV တွေထပ်ကိုခြေ3နဲ့5ပုံ2ပုံလောက်တာဝန်းနိုင်တယ်ဟမ်ပြီးတော့ဒီ Apple product တွေအကုန်လုံးထဲမှာမှာကျွန်တော်အကျဉ်းဆုံး product က iMac နဲ့ Apple TV ပါအဲ့တော့ဒီခါ Apple TV အသက်လာလို့ရှိရင်ကျွန်တော် upgrade လုပ်မှာမလို့ review လေးပါလေးစောစောသိကြင်ကျွန်တော် channel လေးကို like and subscribe လုပ်ထားဖို့အမေ့ပါနဲ့ notify လေးပါ on ားပြီးတော့ပိုကောင်းတာပါဗျာဆိုတော့ညီကိုညီမတို့ရော Apple TV ကို upload ထင်လဲဗျာ Android TV box တွေနဲ့ Google Chromecast တို့နဲ့ဆိုရင်ရောဘယ်ဟာပိုကောင်းလဲဆိုတော့အောက်က comment ထဲမှာစိတ်ကြိုက်အားမနာတဲ့ဝင်ရောက်ဆွေးနွေးမြင့်ခုန်သားလို့ကြားပါတယ်နောက် video မှာတော့ကျွန်တော် HomePod mini လေးအကြောင်းပြောပြဖို့ပြန်လာခဲ့ပါမယ်အားလုံးပဲ be education ကြပါစေကျွန်တော်ကတော့ save နေပါ Have a great one peace